ကျသားအတောင်ဖြောက်ကောင်းလေးတွေနဲ့ဝန်ဆောင်မှုပေးတဲ့ရန်ကုန်မြို့ရဲကမိုဟင်ကားဆိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချုပ်ဆိုလိုက်ပါတယ်မြန်မာလူမျိုးတွေအတွက်မိုဟင်ကားကတော့တဲချေကြိုက်ဆဆာထဲမှာပေါဝင်ပါတယ်မနက်စာကိုမိုဟင်ကားဆားလိုက်ရမှဖြည့်ဆောင်သွားတဲ့သူတွေရှိသလုံးမိုဟင်ကားချက်ပုံချက်နည်းတွေကလည်းကွဲပြားပါသေးတယ်မိုဟင်ကားကိုမြများစားခြင်းတဲ့သူတွေအတွက်အဝဆိုင်ရောင်းပေးတဲ့ဆိုင်တွေလည်းရှိပြီးဒီဆိုင်ကတော့မြန်မာနိုင်ငံမှာဘယ်ဆိုင်ထဲမှာမတူတဲ့ဝန်ဆောင်မှုနဲ့မိုဟင်ကားရောင်းပေးတာပေါ့ မောဟင်းကတပွဲကိုတက်တောင်းနဲ့ရောင်းပြီးခမမိုက်မျိုးသားတွေကပြဖြောပြတာကိုလည်းတဝကြီးကြည့်ရှုရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမောဟင်းကဆိုင်ကမနက်ပိုင်းနဲ့နေ့လယ်ပိုင်းမှာရောင်းချလို့မရှိပါဘူး။မောဟင်းကကိုညမှရောင်းချတာဖြစ်ပြီးဆိုင်အတွင်းမှာတော့ကြွက်သားတောင်တင်းဖြောင်းဆင်းနေတဲ့ကောင်လေးတွေကကပြဖြောပြပါတယ်။အဲဒါကြောင့်မောဟင်းကဆိုင်ရဲ့အစင်လေးတွေကိုကြည့်ရှုစားလို့ရပြီးယောက်ျားလေးတွေပဲတီးတန့်ကပြတာဖြစ်ပါတယ်။ ခတ်ချောချောယောက်ျားလေးတွေကပြတဲ့အပြင်ကာယဗလမောင်တွေကလည်းဗလတွေကိုထုတ်ပြကြပါတယ်။အဲဒါကြောင့်ဆစ်စပန်ရဲ့အမျိုးသားတွေကိုတဝကြီးထိုင်ကြည့်ခြင်းနဲ့သူတွေအတွက်ဒီမုံဟင်းကဆိုင်ကအသင့်တော်ဆုံးဖြစ်ပါတယ်။ဒီမုံဟင်းကဆိုင်ကတော့ကပ္ပာအေဟိုတယ် KPA မုံဟင်းကဆိုင်ဖြစ်ပါတယ်။မွေးင်္ဂဆိုင်ထဲမှာဖြောပြပေးဖို့အတွက်မြို့သားတွေကို2009ကနေ2009ခုနှစ်အတွင်းမွေးဖွားသူတွေကိုပဲတည်တံ့ရွေးချယ်တာဖြစ်ပါတယ်။မွေးင်္ဂဆိုင်မှာကပြချင်တဲ့မြို့သားတွေအနေနဲ့ကအနည်းဆုံးအရာမောင်းကတော့9ဘေး10လမှရှိရမှာပါ။ အလုတ်ချိန်တွင်ည၈နာရီကနေည၁၂နာရီထိ30မိနစ်တိုင်းတစ်ချိန်10မိနစ်ကပြရပြီးတရက်ကိုတစ်ချိန်နှစ်ပုတ်ကပြရမှာဖြစ်ပါတယ်။တစ်ခါတရံမှာ Hotel KPA ကကောင်းလေးတွေကအပေါ်ပိုင်းဖလားနဲ့ကပြတတ်ကြပါတယ်။ဒီဆိုင်ကိုမိုဟင်းကလာစားကြတဲ့သူတွေထက်မှမိုဟင်းကရတာကအဓိကစားဖို့အတွက်မဟုတ်ဘဲပျော်ပြေမှုတွေကိုကြည့်ရှုနေတာကြောင့်လာစားသူတွေကပိုများပါတယ်။ ကပြတာကိုထက်ကြီးခြင်းသေးလို့မောဟင်းကားတွေကိုတပွဲပြီးတပွဲလဲမှားစားကြသေးတာပေါ့မောဟင်းကားစားဖို့အတွက်တန်းစီစောင့်နေရတဲ့သူတွေလည်းရှိပြီးလာစားတဲ့သူတွေကလည်းတူတူတွဲကားကြပါတယ်တချို့တွေကတော့မောဟင်းကားကိုတီးတန့်ကြိုက်လို့လာစားတာဖြစ်ပြီးရှေ့မှာကပြနေတာကိုသဘောမကျပါဘူး အစားတောက်စားနေရင်းနဲ့မျက်စိနောက်တော်တွေကိုသဘောမချတဲ့သူတွေကတော့ဒီလိုဝန်ဆောင်မှုကိုမချိုက်ပင်မဲ့မိုဟင်းကလည်းစားရင်အစင်လဲငေးရင်အချိန်ဖြုံးချင်သူတွေကတော့ Hotel KPA ကမိုဟင်းကဆိုင်ကိုအသေးချပေါက်လာကြပါတယ်။အခြားသူတွေကမိုဟင်းကစားနေတဲ့အချိန်မှာကြွက်သားအတောင်ဖြောင်းတွေကကပြောင်းနေတာကိုကြည့်ပြီးမလွတ်တဲ့ဝန်ဆောင်မှုတွေလို့ထင်ကြပါတယ်။တချို့တွေကတော့ဒီလိုကပြနေသူတွေကိုစာနာတနာနေကြပြီးလူအများရှိမှကပြဖို့အတွက်တတိတွေတော်တော်မွေးရမှာဆိုတဲ့အတွင်းနဲ့ကိုချင်းစာနေကြတာပေါ့ ဒါပေမဲ့မုံဟင်းကားဆိုင်မှာကပြကြတဲ့ဒီအမျိုးသားတွေကတလကိုလဆောက်ခုနှစ်သိန်းကနေ12သိန်းထိလဲရရှိပါတယ်။နနက်7နာရီကနေ12နာရီထိဂျင်းကစားရပြီးတပတ်ကို9ရက်တိတိထရိုင်နာနဲ့လဲအပ်ပေးပါသေးတယ်။ ဟိုတယ် KPA မှာနေထိုင်ဖို့လဲစီစဉ်ပေးတဲ့အပြင်၃လပြည့်ရင်တော့မော်ရယ်တင်တန်းကိုပါအပ်ပေးပြီး၆လပြည့်ရင်ရေကူးတင်တန်းလည်းအပ်ပေးပါသေးတယ်။ဒီဆိုင်မှာအလုံးလုံးဖို့အတွက်တနှစ်စာချုပ်၆ရမှာဖြစ်ပြီးလစာကားလည်းကောင်းတာကြောင့်ကျော်သားတွေကိုအရှိတိုင်းပြသပြီးတော့မိုဟင်းကားစားသူတွေကိုဖြောပြေးကြတာပါ။မြန်မာနိုင်ငံမှာတော့မိုးအင်းကားကိုခတ်ချောချောကောင်းလေးတွေနဲ့ဝန်ဆောင်မှုပေးပြီးရောင်းချတာကဒီဒီဇိုင်းပဲရှိပါသေးတယ်။သူထန်းကအပြိုင်ဆိုင်ရောင်းရဖို့အတွက်နီလန်တွေကိုအမျိုးမျိုးအသုံးပြုလာကြတဲ့အထက်မှာမိုးအင်းကားကိုကပ်ပြီးရောင်းတဲ့သူတွေလည်းပေါဝင်လာပါတော့တယ်။ မောဟင်ကားကိုရိုးရိုးမရောင်းပဲအခနဲ့ဖြောပြပြီးရောင်းတဲ့ဝင်ဆောင်မှုပုံပရိသတ်တို့ရဲ့မြင့်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ